ရွှေဖန်ရဲ့တရားချစ်ခင်သူတော်စင်ပေါင်းတို့ခင်ဗျာခုချိန်အစပြီးဓမ္မဒုဒဒေါက်တာအရှင်စီကိနဟောကြားတော်မူသောဘဝဖြောင်းချောင်းတစီတစောင်းတရားတော်အပိုင်း133တရားတော်ကိုနာကြားတော်မှာဖြစ်ပါရခင်ဗျာဘဝဖြောင်းချောင်းတစီတစောင်းလို့ဘုံမုံတို့ပြောခဲ့တာများခဲ့ပါပြီအကြောင်းသားအွယ်တုံးကအကြောင်းလေးတွေပဲပြောခဲ့တာများတယ် ကျွန်တော်အရွယ်တုန်းကအကြောင်းလေးတွေပြောတယ်ဆိုပေမဲ့လို့အလုပ်လုပ်ခဲ့တာဒီရောတွေ့ခဲ့ကြုံခဲ့တာဒီရောအကုန်ပြောပါလေ။အဲမိဘနဲ့ဆက်ဆံတာဒီမိဘနဲ့နေခဲ့ရတာဒီဆွေမျိုးသားချင်းဒီအတိုင်းအဝိုင်းတွေပတ်ဝန်းကျင်တွေ။အိုးလောကကြီးဟာလေဘယ်လိုခေါ်မလဲလောကကြီးကကျေပြန့်နေခေါ်မလား။လောကကြီးကျေပြန့်တယ်လို့အတွေ့အကြုံတွေကလည်းကျေပြန့်တာဖြစ်ပုံတွေကလည်းကျေပြန့်တာပေါ့။အမျိုးမျိုးအမျိုးမျိုးကိုကြုံရတာ အဲ့ဒီဂျုံရတဲ့ထဲဂျုံရတဲ့ထဲကနေပြီးတော့ဂျုံတိုင်းဂျုံတိုင်းများအသိဉာဏ်လေးတွေရရင်ဘယ်တော့ကောင်းနိုင်မလဲအဲကျေးဇူးတော်ရှင်ရွှေဦးမင်းဆရာတော်ကြီးကတော့အများတကာကိုဆုံးမပူတာရှိပါတယ်ဘုံမွန်းတို့လည်းဆုံးမတာပါအေးတဲ့ဒါသာထက်လို့ရတော့ကွယ်ထင်းခုတ်သမားအတွက်ကတော net လေးလေးကြိုက်လေးလေးပါပဲတိုးရှုပ်လေးလေးဒါထင်းရတာပေါ့လေဒါထက် ီစကားလေးကဒါလွန်တန်ဖိုးကြီးတာဒါသာတုံးလို့ကတော့တိုးရှုပ်ရင်ခုတ်မရစိတ်တောင်ကြီးအောင်မထင်းလဲမရဘူးပေါ့လေအဲအဓိကကတော့အသိဉာဏ်ပညာပင်ကိုတက်ခံရှိတဲ့သူအနောက်တစ်ခုကအသိဉာဏ်ပညာကို အတွေ့အကြုံရတိုင်းရတိုင်းမှာအသုံးချတတ်တဲ့သူဟာအသိဉာဏ်တွေတိုးတော့တာပေါ့အကျိုးတွေရှိတော့တာပေါ့အဲဒါလေးဖုံဖုံကဆရာတော်ဖျားကြီးပြောတဲ့စကားလေး ဆုံးမတဲ့စကားလည်းပြန်ပေါ်တယ်။ကိုငယ်တုန်းကအကြောင်းတွေလည်းပြန်ပေါ်တယ်။အခုဖြစ်နေကြတဲ့အခြေအနေနဲ့ကြားနေရတာတွေဟာဘုံဘုံဖြစ်လေ။ကြားနေရတာတွေဟာလို့ပြောတော့သူတို့ကိုအပြစ်တင်ကဲ့ရဲ့သလိုအဲ့လိုလေတံဖြစ်သွားတယ်အဲ့လိုမျိုးမဟုတ်ဘူး။လူအမျိုးမျိုးစိတ်အမျိုးမျိုးအတွေးအမျိုးမျိုးကိုထင်ဟာကိုလောက်ကြတာကတော့တဘာဝပါပဲဒါပေမဲ့လို့ ခပါရီလေးအဖြေတစ်ခုရဖို့ဆိုတာကလည်းတွင်နည်းရလည်းမျိုးစုံရှိတာကိုအဖြေကောင်းကရာကိုကြည်ပြီးတော့မှဒါဒါတွင်နည်းမှန်နေလို့ပြောရင်လည်းပြောကြတယ်အဖြေမှန်တာကြည်ပြီးတော့တချို့ကြတော့လည်းတွင်နည်းမှန်တာကြည်ပြီးတော့မှအဖြေထုတ်တာလည်းရှိကြတာပေါ့လေဒါလေးတစ်ပိုင်းပေါ့ဖမုန်းတို့ငါဒအင်္ဂလိပ်စာစတင်ရပါတယ် ABCD စတင်ရပါ မမှီသေးတယ် English to English dictionary လေးကျောင်းသားအကုန်မပေးနိုင်လို့မဲနိုင်ရတာပေါက်တယ်အဲ့တော့ဘလောက်လဲ35ပြားလား6ကျက်လားအဲ့လောက်ပေးရတယ်စာအုပ်တော့ English to English မဟာရန်ကျမအင်္ဂလိပ်စာသင်ရတာ ABCD ပေါ့တကယ်ပြောရင်ဖုံဖုံအင်္ဂလိပ်စာမကျွမ်းကျင်ပါဘူးဆယ်တန်းထိမကျွမ်းကျင်ဘူးနောက်ဖုံဖုံတို့ကြည်တိုင်တက်တော့လည်းပဲ မြန်မာလိုသင်ရတာမြန်မာလိုပဲဆရာလက်ချပေးတယ်အင်္ဂလိပ်စကားလုံးတွေတော့အသုံးလုံးတော့သုံးတာပေါ့အင်္ဂလိပ်စာမကျွမ်းကျင်ဘူးဘုံမမကျွမ်းကျင်ဒါမဲ့စိတ်ထဲမှာအင်္ဂလိပ်စာကျွမ်းကျင်တယ်အိုးမြေဆွေတို့တင်ဝေးတို့ရှိတာပေါ့တို့အင်္ဂလိပ်စာကျွမ်းကျင်ကြတယ်မျိုးတစ်ထဲကတငယ်ချင်းတွေပါတို့တို့တွေကကျူရှင်နေတက်တယ်သင်ပေးတဲ့ဆရာဆရာမတွေရှိတယ်ခုခေတ်လိုပြောရင် guide တွေရှိတယ်ပေါ့ဘုံမတို့တော့ပဲရှိမှာတော့ သူတို့ကမျိုးသားပေါ့ဘုံဘုံတို့ကတော်သားပေါ့အဲ့လိုခွဲပြောစိတ်ထဲမှာတော့ဖြစ်မိတယ်တန်းလောက်ကလေးကအင်္ဂလိပ်စာသင်ခဲ့ဒါလေးတန်းဆိုတော်တော်တတ်နေပေါ့အဲ့အဲ့လိုအဲ့လိုစိတ်ထဲဖြစ်မိတာအင်္ဂလိပ်စာကိုကျွမ်းကျင်နေတာဟုတ်အိုးသူတို့ရေမအင်္ဂလိပ်စာမေးလိုက်အမတ်ပြေအင်္ဂလိပ်စာမေးလိုက်ဖြေနိုင်အတန်းထဲမှာဘုံဘုံတို့ကြတော့အင်္ဂလိပ်စာကိုမေးမဖြေနိုင်အိုးဟိုသူတို့တွေလိုမကျွမ်းကျင်တော့တခါလေအင်္ဂလိပ်စာရိုးစိတ်ပြက်တာသင်ရတာကြီးอ่ะ ဝါသနာမပါလာတော့ဘူးလေဒီလိုပေါ့ဝါသနာမပါလာတော့ဘူးပေါ့အဲကျောင်းသူကျောင်းသားတွေအနေနဲ့ကိုယ်ဝါသနာမပါတဲ့အလုပ်ကို လုပ်ကုန်မလုပ်ချင်ဘူးလုပ်ကုန်မလုပ်ချင်ဝါသနာပါတဲ့အလုပ်ကြတော့လုပ်ကို လုပ်ပြရရောအစိတ်ထဲမှာတော့ဖြစ်မိပါတယ်ဒီအင်္ဂလိပ်စာဟာငယ်ကလေးကသင်ရဟုတ်တယ်နဲ့၃လေးငယ်ကလေးကစတင်ရတယ်လို့ ABCD များငယ်ကလေးကစတင်ရရင်ဘယ်တော့ကောင်းလိုက်မလဲလို့အဲ့လိုစိတ်ကလေးဖြစ်မိတာ နောက်ပြီးတော့အင်္ဂလိပ်စာနေကြီးပဲအကုန်သိဘယ်တော့ကောင်းလိုက်မလဲလို့ရှစ်တန်းလောက်ကြာတော့ဖြစ်မိတယ်အင်္ဂလိပ်စာကိုစိတ်ပြည့်ရင်လည်းအင်္ဂလိပ်စာကြီးပဲသိရင်အကူရန်စကူရန်ဆရာကျမဖြစ်တာပါဘုံမလို့ဆယ်တန်းလုံးကတော့ဘာလဲချမန်စီတို့အကြောင်းလေးသင်တာလေအဲ့ဒီအဲ့ဒီဟာလေ instance ဆိုတာတို့အဲ့ဒီအကြောင်းလေးသင်တာပေါ့စာသင်တာနဲ့ပတ်သက်ပြီးတော့ အခု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 အချိန်နေတော့ထားပါတော့တန်တိုင်းပြည်တိုးတက်အောင်ပညာရှင်တွေကပညာရှိတွေကအာပညာရေးတိုးတက်အောင်လုပ်မယ်လုပ်မယ်ဆိုပြီးအဲ့လိုလုပ်ကြတာပေါ့ဒါသူတို့လုပ်နေကြပါလေသူတို့လုပ်နေကြအဲဖုံဖုံပြောချင်တာလေးကနှစ်ပိုင်းရှိတာပေါ့လေသုံးပိုင်းမှာလေးပိုင်းမှာအများကြီးပေါ့ဒီရက်ထဲမှာခုနှစ်တန်းရှစ်တန်းကလေးတွေ တရားစကားဝင်ညကလေး2000ကျော်ရှိတယ်။တာယောက်ျားလေးတွေဘက်က2000ကျော်သမီးမင်းကလေးတွေဘက်က2000ကျော်ရှိတယ်။3ရက်4တရားစကားဖွင့်ပေးရတာ3ရက်3ရက်3ရက်ဖုံဖုံဘက်ကလည်းရက်ရှိသူတို့ဘက်ကတော့3ရက်ထဲပေါ့။တချို့ကလည်းဆရာတော်65ရက်လောက်လုပ်ပါလားဆိုဘဲတတုတ်ကို10ရက်ဆိုရင်9တုတ်ဆိုရင်အရင်90 6တုတ်ဆိုရင်အရင်60ဘဲဖုံဖုံမှာဘာတခြားအလုပ်ကိုလုပ်စရာမရှိတော့ဘူးဖြစ်တော့3ရက် အဲ့ဒီ၃ရက်ကလေးကိုဒီ9တန်း8တန်းမှာဘုံဘောကဘာလေးပြောပြတုံးဆိုတော့ပထမနေ့ကနူးတယ်လို့ခေါ်ရတာဗောလေဘုံဘောတို့မိသားစုမှာကြီးလေးတဲ့အပြစ်ဥပဒေကြီး၃ချက်ရှိတယ်အဲ့ဒီ၃ချက်မှာတော့မှနံပါတ်၁အချက်ကအဲ့ဒါအပြစ်အကြီးဆုံးပဲအဲ့နံပါတ်၂ကနည်းနည်းအပြစ်ရော့နံပါတ်၃ကအပြစ်ရော့နံပါတ်၁ကဘာလဲဆိုတော့မညာတာ မညာတာညာလူကတော့အပြစ်ကြီးပြီမညာနဲ့ညာလူကတော့အပြစ်ကြီးအဒုတိယကမခိုးอ่ะခိုးရင်အပြစ်ကြီးတယ်ဒါပေမဲ့အမေစီကပဆန်ယူတယ်အပိတ်စီကပဆန်ယူခိုးတဲ့သဘောလေးယူမင်းဟေးပဆန်ပြောက်တယ်ဘယ်သူယူလဲကျွန်တော်ယူပါတယ်ဆိုရင်အပြစ်မကြီးတော့သားယူတယ်ဆိုအပြစ်မကြီးတော့ဘူးသမီးယူတယ်ဆိုအပြစ်မကြီးတော့ကိုကိုမညာပဲနဲ့ဝန်ခံတာနောက်တစ်ခုတော့ရံဖြစ်တာဒါကတော့တပိုင်းထားမှာရံဖြစ်တာ အဲ့တော့ခုနှစ်တန်းရှစ်တန်းကိုဖုံဖုံကဒီ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 လူကောင်းတူတော်ဖြစ်အောင်မညာနဲ့မညာနဲ့မညာပြလို့ရှိရင်မဟုတ်တာမလုပ်ဖြစ်ဘူးမဟုတ်တာလုပ်ဖြစ်ရင်ညာပြတာပါသွားရောညာနေသမျှကာလပတ်လုံးဒါဒါမကောင်းမှုပေါ်သင်ပေးရတာပေါ့လေပြောပေးရတာအသိဉာဏ်မညာနဲ့လို့တရပြောတယ်အဲနောက်ရက်ပြောတယ်အဲ့ဒီနောက်ရက်ညာကြတော့ဖုံဖုံကဘာပြောလိုက်လဲညနေဆောင်တယ်ဒီခုနှစ်တန်းရှစ်တန်းလေးဒါတို့သမီးတို့ ညာခြင်းနဲ့စိတ်ရှိသေးလားရှိတော့ပါဘူးဖုံဖုံဖျားပေါ့အေးဖုံဖုံမေးကြည့်မယ်ညာလားမညာလားတော့မတတ်နိုင်ဘူးဖုံဖုံသားတွေယုံတယ်ဖုံဖုံသမီးတွေကိုယုံပါတယ်ဆိုပြီးတော့ဖုံဖုံကဘာပြောလိုက်တော့အရက်တောက်ဖူးတဲ့လူလက်ညှိုးထောင်လို့ပြောလိုက်တာပြောလိုက်တော့ယောက်ျားလေး1100ကျော်ပါ200လောက်ထောင်တယ်လက်ညှိုးမိန်းကလေးတွေ100လောက်ထောင် ခုနှစ်တန်းရှစ်တန်းလေးဒါနဲ့ပြောလိုက်တယ်မဟုတ်ဘီယာပါပြောတာဆိုအဲ့ဒါတော့ဘီယာကြတော့ထတ်တူတချို့ကဘီယာတောင်အရင်မထင်ဒါလည်းဘီယာဆိုတာအရင်မဟုတ်ဘူးလုပ်တဲ့လူကလည်းလုပ်သေးတာဟုတ်အဲ့တော့ဘီယာအရင်တောက်တဲ့လူတွေလည်းညှိုးထောင်ဆိုနည်းနည်းထတ်တူတယ်မိန်ကလေးတွေက90လောက်ရှိတယ်ခုနှစ်တန်းရှစ်တန်းတားယောက်ျားလေးတွေက200ကျော်လောက်ရှိရှင်နေပါမကောင်းဘူးဖြစ်သွားတယ်ဒါတော့အရက်ဘီယာပဲရှိသေးတယ်နော် ကျန်တာတွေမင်းအင်္ဂလေးတွေကမညာပဲနဲ့လက်ညှိုးထောင်လာဖုံးဖို့ချစ်တာဟိုဒီညာရာကြီးကအပြစ်ကြီးတစ်ခုလို့သူတို့နားထဲဝင်ထားတော့မညာပဲနဲ့အမှန်တိုင်းပြောတယ်သူတို့ကအပြစ်မပြောပါပညာရေးဘလို့ပြင်မလဲစာအုပ်ထည့်ရစာတွေဘလောက်ကောင်းသလဲဒီကလေးတွေဘာလို့ဒီလိုဖြစ်နေတာလဲပညာရေးမှာစာအုပ်ကိုစာအုပ်ထည့်ရစာတွေကိုကောင်းအောင်ဘလောက်ထိရိုက်ပေးမှလဲ ဲ့ဒီရိုက်တော့ရောခုနှစ်တန်းရှစ်တန်းနဲ့ဒီလိုအယက်သေးစားတောက်စားနေတဲ့ကလေးတွေဟာဘဲစားဟုတ်ဘလို့သင်ပါလဲဒီဒီခုနှစ်တန်းရှစ်တန်းကလေးတွေဒီလိုဖြစ်နေတာကိုဘဲဆရာဆရာမတွေကဘလို့သင်ပါလဲသူသားတွေသမီးတွေကိုဘလို့မှကိုအပြစ်မမြင်တာချစ်လို့ပဲအပြစ်မမြင်တာလားဟိုအပြစ်မြင်စရာဘက်ကိုရှိစိတ်ကဟိုဘက်လှည့်သွားလို့ပဲမမြင်တာလားတော့မပြောတော့အယက်တော့နေတဲ့ကလေးစားဘလို့သင်ပါတော့အပြိုပန်းလိုက်စားနေတဲ့ကလေးဘလို့စားသင်ပါတော့ ဲ့ဒီအရက်တော့ဖြစ်အောင်အပျော်ပန်းလိုက်စားဖြစ်အောင်ဒီကလေးတွေစီကပတ်စံတွေမရရအောင်ခြူပြီးတော့စည်းဝါးရှာနေတဲ့သူတွေအဲ့ဒီကိုဖမိုးကစိတ်ကလှည့်လိုက်တော့ကလေးတွေဘက်မှာအပြစ်မမြင်တော့ဖမိုးကမမြင်တော့ဘူးအပြစ်ဒါပေမဲ့စိတ်ထဲမှာငါဘာလုပ်ပေးရမလဲငါဘာပြောပေးရမလဲဖမိုးကလူငယ်တွေကလေးတွေကိုဟိုချစ်တာထက်အားကိုးတာလူငယ်ကလူကြီးဖြစ်လာမှာ ကလေးကလေးအထင်မသိနဲ့ကလေးကလူကြီးဖြစ်မှာကလေးကောင်းမှလူကြီးကောင်းမှလူကြီးကောင်းမှအားလုံးကောင်းမှဆိုတဲ့ဟိုကျေးဇူးတော်ရှင်ရှိုးမင်းဆရာတော်ကြီးရဲ့အဆုံးအမပေါ့ဒီအဆုံးအမနဲ့ကလေးတွေကိုဖုံးဖို့အားကိုးတာပညာရေးကတော့သူတို့ဆိုင်ရဆိုင်ရတွေပြင်းနေပါလေဆောင်ရွက်နေကြပါလေဒါမြင့်စာအုပ်ထဲကသင်ရတဲ့စာကောင်းယုံနဲ့ကောင်းယုံနဲ့ဆိုတော့ဘယ်လောက်လဲအာအင်္ဂလိပ်စာတွေကြီးပဲသင်အင်္ဂလိပ်စာတော့ကျွမ်းကျင်ပါ ဖုံမုံတို့ခေတ်ကအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်မသင်ခဲ့ရဘူး။ဒါပေမဲ့ဖုံမုံ16နှစ်တန်းနဲ့ကြောင်းပြီးတဲ့အောင်စင်းမထွက်သေးဘူး။အင်ဂျင်နီယာအလုပ်လုပ်နေပြီ။စူပါဗိုက်စ်လုပ်နေပြီ။အခုထိအင်ဂျင်နီယာလုပ်ငန်းတွေမမေ့ဘူး။တော့အင်္ဂလိပ်စာကိုဦးစားပေးမှလားလုပ်ငန်းကျွမ်းကျင်အောင်ဦးစားပေးမှလားဒါတွေရဲ့ပညာရှင်ကြီးတွေရဲ့သဘောပေါ်လိပညာတတ်ကြီးတွေရဲ့သဘောတို့နိုင်ငံမှာပညာရှင်ပညာတတ်တွေအများကြီးပါပဲလို့သူတို့စီမံနေမိတယ်။ဒီဟာကိုဖုံဖုံကဘာမှမပြောလို့ အဲဘုံဘုံပြောချင်တာလေးဒါတော့ပညာသင်ခြင်းစိတ်ရှိအောင်မလို့လုပ်မလဲပညာသင်ခြင်းစိတ်မရှိအောင်ဘာလို့လုပ်ကြမှာလဲအဓိကကတော့စာအုပ်သင်တယ်ဟုတ်တယ်စာအုပ်ကောင်းကောင်းတာစာကောင်းကောင်းတာသင်ရတာကောင်းရင်ကောင်းတာပဲလက်ခံပါလေဒါပညာရှင်တွေအလုပ်သူတို့ဉာဏ်မျိုးကိုမရှိဘူးသူတို့ပညာမျိုးကိုမရှိဘူးသူတို့အတွေးမျိုးကိုမရှိဘူးဖမောကကလေးတွေလူငယ်တွေနဲ့တွေ့ဆက်ဆံနေကြတော့ဒီသတင်းပြောရင်ဒီအကြောင်းပြောရင်အိုးလူတိုင်းလူတိုင်းစိတ်မကောင်းဖြစ်တယ်မိပါလေဟုတ်လားဆရာတော်ဟုတ်လားဖုံဖုံ ဒီခုနတန်းရှစ်တန်းအလောက်တောင်တောက်နေကြဗလားအဲ့ဒီလိုကလေးတွေကိုဘလို့ပညာသင်ပေးမလဲပညာရေးကစာအုပ်ပညာစာတွေကို ပြင်တယ်လို့ဒီလူငယ်တွေကိုဘလို့ပြင်မလဲဒီစာအုပ်ကဒီလူငယ်တွေကိုပြင်နိုင်သလားဒီလူငယ်တွေရဲ့စိတ်ဓာတ်လူငယ်တွေရဲ့อืมအခုဖြစ်နေတဲ့အခြေအနေနဲ့ပြောရင်ပေါ့ပညာကိုသင်နေသိမ့်မရှိဘူး ပညာကိုသင်ကျေသိမရှိအဲ့ဒီပညာသင်ကျေသိမရှိအောင်တခြားဘက်အပျော်ပါးတွေလိုက်စားနေကြလိုက်စားရင်ပညာဘလို့မှသင်ကျေသိမရှိတော့အဲ့ဒီအပျော်ပါးတွေကိုမတားဘဲနဲ့တော့ဘိုးအုပ်ကြီးဘလောက်ထူထူကြီးလှုပ်လှုပ်အင်္ဂလိပ်စာတွေရောဘာစာတွေရောညာစာတွေရောဘလောက်ကြီးဘလို့လှုပ်လှုပ်ဟေးကိုလည်းအဲ့ဒါလက်လန်းမမီတော့ကိုလည်းအဲ့ဒီဘက်တော့မပြောတော့ပါဘူးလေဒီကလေးတွေကိုဘလို့လှုပ်မလဲကလေးတွေပြည့်စည်ရင်တိုင်းပြည့်ပြည့်စည်ပြီ ကလေးတွေအာမကိုရရင်တိုင်းပြည်ကြီးသွားပြီဖုံမုံငယ်တော့အတွေ့အကြုံနဲ့ပြောရင်ဖုံမုံတော့စားကိုတင်ခြင်းသိရှိတာစားကိုတင်ခြင်းသိရှိတာအရက်ထဲမှာတက်ကတူကြောင်းသားဆိုတောက်ထဲရှိတယ်ကိုဆိုမြင်ဆိုအာသူ့ဘုံကလည်းစမတ်ကြကြနေတော့အဲ့လိုတက်ကတူကြောင်းသားကိုဖြစ်ချင်တယ်တက်ကတူကြောင်းသားဆိုတဲ့ဂုံတိုက်ခါတက်ကတူကြောင်းသားဆိုတဲ့စမတ်ကြဘုံစမတ်ကြဘုံကိုလေအဲ့ဒါကိုကြည့်ပြီးတော့ကိုဖြစ်ချင် ဲ့တက္ကသိုလ်တက်ချင်း10တန်းအောင်ရမယ်10တန်းအောင်ရင်အခုအတန်းနေအောင်ရမယ်အဲအဲ့ဒီအဲ့ဒီစာသင်ခြင်းစိတ်ကိုပေါ်တာပါဟိုလိုပြောရင်တော့ဖုံမုံငယ်တုန်းကဆိုအရက်ဆိုင်ဥပကြီးအရက်ဆိုင်ပဲရှိတယ်ဒါတော့အရက်ပုံအရက်ပုံဆိုတာကအရက်ကိုပုံကြီးတွေနဲ့ခြာရောင်းလို့အရက်ပုံမဟုတ်ဘူးအရက်ကိုဘသူမှရောင်းမှန်းမသိအောင်ပုံရှိုးကွက်ရှိုးရောင်းရလို့အရက်ပုံးလို့ခေါ်တာအဲ့လိုဒီဇိုင်းပဲရှိတယ် ုကြတော့သိတော့ပါဘူးလေကိုရက်ထဲလည်းကိုမရောက်တော့ပါဘူးအရက်ပုံးတော့အရက်ပုံးပဲရောင်းနေနေတူပါတယ်ပုံးစုတ်ကွက်ရှိုးရောင်းတာတော့မဟုတ်ပါဘူးပုံးကြီးတွေစီကြီးတွေနဲ့ရောင်းတာဖြစ်မှာပါငယ်ကလေးအတွေးလေးပုံမိပါတယ်ကို့အိမ်မာတောင်မှအဖေလည်းကောင်းမှအမေလည်းကောင်းမှအကူကြီးအမကြီးတွေလည်းကောင်းမှကောင်းတဲ့မိသားစုလေးဆိုတာဖြစ်တာအဖေကောင်းအမေကောင်းပြီးအကူကြီးအမကြီးမကောင်းရင်လည်းမိသားစုကောင်းမှဖြစ်နိုင် ကိုကြီးအမကြီးကောင်းပြီးတော့အမေလည်းကောင်းပြီးတော့အဖေမကောင်းရင်လည်းမဖြစ်နိုင်အဖေကောင်းရင်ကောင်းပြီးတော့အမေမကောင်းရင်လည်းမဖြစ်နိုင်ဒါလေးတွေကိုတွေးကြကြုံရတာနိအဲ့ဒီတော့တိုင်းပြည်တို့တဲ့အောင်မြင်ဖို့မိသားစုတွေကြီးပွားလာဖို့ဒီသားတွေဒီသမီးတွေလူငယ်တွေပညာတတ်ဖြစ်မှပညာရှိဖြစ်မှအတားအရေးကြီးပါတယ်အဲ့တော့ပညာသင်ခြင်းစိတ်ရှိအောင်ပညာတတ်ခြင်းစိတ်ရှိအောင်ဒါအရေးကြီးပါ အခုငငယ်ရွယ်လေးတွေနဲ့ပတ်စံရှာခြင်းနာပတ်စံမဲ့လို့ရှာတာမျိုးထက်ပညာတက်ပြီးတော့ပတ်စံရှာတာပိုကောင်းတယ်ဆိုတဲ့အသည့်မျိုးလေးဝင်စီခြင်းနာဝင်စီခြင်းနာခဒလည်းခက်သားပဲကလေးဆိုတာအကုန်လုံးကိုမြင်နေကြည်တယ်အကုန်လုံးမှတ်သားတယ်အကုန်လုံးကိုအတုယူတယ်ပညာတက်ကြီးဆိုတဲ့ဘွေကြီးရပြီးတော့နွမ်းပါနေတာကြည်ပြီးကြည်ပြီး ်မြင်ပြီးဘယ်ကလေးရမှပညာတတ်မဖြစ်ချင်တော့ရှစ်တန်းတော်မအောင်မဲနဲ့စိတ်ငကကြီးပန်းလို့ရှစ်တန်းတော်မအောင်မဲနဲ့တထွေးကြီးဖြစ်လို့တထွေးမကြီးဖြစ်လို့ဆိုအဲ့ဒါကြည်ပြီးတော့တထွေးဖြစ်ဖို့ပဲစိတ်ထဲရောက်ပြီးရှစ်တန်းဆိုတာကိုးတန်းဆိုတာခေါင်းထဲကိုမရှိတော့အဲဒါအပြင်စောစောကပြောသလိုဒီ9တန်း7တန်းအရွယ်လေးတွေ ਨੇ 9တန်း7တန်းဆိုပါရှိကုန်ပါလေ ဆန်းနဲ့73နဲ့ပေါ့73နဲ့ပေါ့ဆက်လေးနဲ့ပေါ့ဒီအွေလေးတွေနဲ့ဒီလိုဖြစ်နေတာတွေဒီဒီဒီကလေးတွေပညာရေးအတွက်အနောက်ရှက်ဖြစ်တာတွေကလေးတွေစီကမိုးဘိုးကိုယူပြီးတော့မှကိုစည်းဘွားဖြစ်တာတွေဒါဟာတိုင်းပြည်ကိုဖယိုဖယဲဖြစ်စေတယ်ပျက်စီးစေတယ်လို့မမြင်ကြတာများတယ်မမြင်ကြတာများတယ် အဲ့လိုမျိုးကိုမြင်နိုင်အောင်ဘုံမွန်တို့ထက်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဘုံမွန်တို့ထက်ပညာတတ်တဲ့ပုဂ္ဂိုလ်တွေပညာရှိတဲ့ပုဂ္ဂိုလ်တွေကပြောပြီးဆိုပြီးကြစေခြင်းလေနှုတ်မွေးဒီကလေးတွေဟာပညာရှိတွေရဲ့စကားနားတယ်မဝင်ပညာရှိမဖြစ်နိုင်ပညာတတ်တွေရဲ့စကားနားတယ်မဝင်ပညာတတ်မဖြစ်နိုင်လမ်းဘေးရဲ့စကားတွေပဲနားတယ်ဝင်လမ်းဘေးရဲ့လူတွေကိုပဲကြည်ပြီး အဲ့ဒါနဲ့ပဲသူတို့ဘဝကြီးတွေကိုများဆုံးဖြတ်သွားရင်အရှုံးကြီးရှုံးပြီဖုံမကိုတိုင်းကငယ်တုန်းကအာပတ်ဆံဝင်တာကိုကြည်ပြီးတော့ငါလည်းပတ်ဆံဝင်အောင်လုပ်မယ်စာမသိရင်စာသိရင်စိတ်ပျောက်ခဲ့တာတွေရှိတယ်ပြောခဲ့ဘူးပါတယ်ပြောခဲ့ဘူးတယ်နောက်ကြမှာအတိတရားလေးဝင်သွားတော့ဘဝဖြောင်းတဲ့စိတ်ဓာတ်ကောင်းလေးဝင်လာလို့ဘဝဖြောင်းစေတဲ့အတိညာဏ်ကောင်းလေးဝင်လာလို့ဒီလိုဖြောင်းလာခဲ့တာဖုံမကိုတိုင်းတော့ဖြစ်ခဲ့ဘူးတာပဲဒီခေတ်ဒီခါကလေးတွေလည်းဖြစ်ရှာမှာပေါ့ ဲ့တော့မိဘဆရာသမားတွေကပညာရှိဖြစ်အောင်လုပ်ပြီးတော့ပညာရှိတွေကပညာတတ်ဖြစ်အောင်လုပ်ပြီးပညာတတ်တွေကပညာရှိပညာတတ်တွေစကားလေးတွေနဲ့တားဆင်မြည်ဆက်ပြောပြကြပါတားဆင်မြည်ဆက်ပြောပြကြလက်မစကားတခွန်စာတခွန်ရေးဘူးပါလမ်းဘေးစကားနဲ့ပညာရှိစကားနှစ်မျိုးရှိတယ်ဒါပြောပြရစာမရေးသေးပါဘူးလမ်းဘေးစကားနဲ့ပညာရှိစကားနှစ်မျိုးရှိတယ် လမ်းမေးစကားတွေကိုပဲယုံနေသမျှကာလဘတ်လုံးအထင်ကြီးနေသမျှကာလဘတ်လုံးအဲ့ဒီလူဟာပြက်စီးပြီဘယ်တော့မှမတိုးတက်တော့ပညာရှိစကားကိုလက်ခံနားလည်လာရင်တော့အကြီးပွားတိုးတက်ပြီလို့အဲ့လိုပြောတယ်လူတဦးတယောက်ဟာပညာရှိစကားကိုယုံကြည်လက်ခံရင်တိုးတက်တာလမ်းမေးစကားကိုပဲယုံနေလမ်းမေးပဲရောက်သွားမှာပဲလမ်းမေးမှာဖော်မောက်ပြီးတော့အာ တိုင်းပြည်ကြီးလည်းတူတူပါပဲပညာရှိစကားအတန်ကျေးလာပြီးတော့အလုံးလက်ခံလာရင်ကြီးပွားတိုးတက်မှာလမ်းဘေးမှာပြောတဲ့လမ်းဘေးစကားတွေကြီးပဲအတန်တွေကကျယ်ပြီးဒါတွေကိုအဟုတ်လုံးနေရင်တော့တိုင်းပြည်ကဘလို့မှမတက်မတိုးတက်နိုင်တိုင်းပြည်ခဏထားပါကို့လူတယောက်တန်းငယ်သမီးငယ်ကလေးသူငယ်တယောက်ကိုပဲကြီးပွားတိုးတက်ဖို့ဆိုတာမလွယ်ပါဒါကြောင့်မို့စာလေးတစ်ချောင်းရေးဘူးတာကပညာရှိဖြစ်လျက်နဲ့လမ်းဘေးစကားမပြောကြပါနဲ့ ပညာရှိဖြစ်လျက်နဲ့လမ်းပေးစကားမပြောကြပါနဲ့အဲဒီစကားလေးကိုဘုံဘုံကပြောမိပါဒီစကားကတော့အခုခုဒီအသက်ရွယ်ကြမှဟိုစကလုံးစီထွက်တာပေါ့ငယ်တုန်းကခံစားချက်နဲ့ပြောရင်ဖြစ်ခဲ့ဘူးပါလေပညာကိုတန်ဖိုးမထားဘဲငွေတန်ဖိုးထားခဲ့တဲ့ဖြစ်ခဲ့ဘူးအပြော့အပါးကိုတော့တန်ဖိုးထားတာမဖြစ်ခဲ့ပါဘူးမဖြစ်ခဲ့ပါဘူးရှားပါအဲ့တော့ဒီသားရီသမီးတွေရဲ့ပညာရေးတိုးတက်မှပညာရှိဖြစ်မှတိုင်းပြည်တိုးတက်မယ် ဒိဋ္ဌိသမီးတွေပညာတတ်ကြီးဖြစ်မှသူတို့ကိုသူတို့တိုးတက်မယ်ဆိုရင်ပညာရေးအနေနဲ့ဝိုင်းဝန်းပြီးဆောင်ရွက်ကြတာလဲဝန်တာပါတယ်အားလည်းပေးပါတယ်အဲ့ဒီစာအုပ်ထဲကကိစ္စထက်တခြားတခြားကိစ္စတွေအများကြီးရှိတယ်ဖုံဖုံတို့ပတ်ဝန်းကျင်ကောင်းခဲ့လို့ဒီလိုကောင်းလာတာပေါ့မိဘဆရာကောင်းခဲ့လို့ဒီလိုကောင်းခဲ့တာပေါ့ပညာရှိစကားကိုလေးစားခဲ့လို့ဒီလိုကောင်းခဲ့တာပေါ့လမ်းပေးစကားကိုဒါတန်ဖိုးထားလမ်းပေးစကားကိုဒါအဟုတ်ထင်နေတယ်ဘလို့မဘဝမဖြောင်းနိုင် မဖြောင်းနိုင်အင်္ဂလိပ်စာနဲ့ပဲသင်သင်မြန်မာစာကြည့်ပဲသင်သင်ကျောင်းသားတွေကိုပေါ့လေတချို့နိုင်ငံတွေဟာလာသမျှအင်္ဂလိပ်စာအုပ်တွေကိုသူတို့နိုင်ငံဘာသာပြန်ပြီးတော့မှသင်ကြတာအဲ့ဒီနိုင်ငံတွေလည်းတိုးတက်နေတာအများကြီးပါတချို့နိုင်ငံတွေကျတော့အင်္ဂလိပ်စာအုပ်အတိုင်းကိုပဲသင်လို့အင်္ဂလိပ်စာတွေလည်းကျွမ်းကျင်ပြီးတော့တိုင်းပြည်တွေတိုးတက်နေတာတွေလည်းအများကြီးပါ အင်္ဂလိပ်စာနဲ့သင်တာမသင်တာဘာသာပြန်ပြီးတော့သင်တာမသင်တာကပဓာနမကြပါဘူးဖမုံအမြင်ပေါ့ဒီကလေးတွေရဲ့ပတ်ဝန်းကျင်ကောင်းဖို့စိတ်ဓာတ်တွေကောင်းဖို့ဒီကလေးတွေရဲ့ပညာရေးကိုအနောက်ရှက်ပေးတဲ့ဟာတွေနဲ့ဝေးဖို့ဖမုံတို့အရက်မှာအရက်ဘုံဆိုင်တဆိုင်ပဲရှိတယ်ဘေးကလေးမှမတော်ပါဘူးဘသူမှမတော်ပါဘူးအဲ့တော့ကလေးတွေကိုစောင့်ရှောက်ထိန်သိမ်းဖို့လူကြီးတွေမှလည်းအများကြီးလိုပါတယ်ဖမုံတို့တော့ပညာရှိစကားကိုပဲတန်ဖိုးထားတယ် လမ်းပြီးစကားကိုနားတယ်ကြားရင်တော့ကိုပဲပြီးပြီးထွက်ပါတယ်အဲ့ဒါနဲ့ပဲဘဝဖြောင်းတဲ့ဖြောင်းလာတယ်လို့မြင်ပါတယ်ဒီအတိတရားလေးတွေရပြီးတော့မိမိတို့ပညာရှိစကားကိုတန်ဖိုးထားနားထောင်သဖြင့်လမ်းပြီးစကားနားတယ်မဝင်ဝင်လဲရှော့ထွက်ပျောက်ကြသဖြင့်ဘဝဖြောင်းတဲ့ဖြောင်းတိုးတက်အောင်မြင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း